မန္တလေးတိုင်းပြည်ဦးလယ်ခရိုင်စင်ကူးမြို့နယ်ကနှစ်တောင်ချေးရွာကိုစစ်ကောင်စီဟာဧပြီ18ရက်မနေ့ညပိုင်းကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့ရပါတယ်။မြန်မာနှစ်စံတရက်နေ့ဖြစ်တဲ့မနေ့ကည8:15မိနစ်မှာနှစ်တောင်ချေးရွာကိုလေကြောင်းတိုက်ခိုက်လို့အသက်50အရွယ်အမျိုးသမီးတဦးသေဆုံးပြီးပြည်သူ၄ဦးဒဏ်ရာရကြောင်းပြည်ဦးလယ်ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။စစ်ကောင်စီဟာပြည်ဦးလယ်ခရိုင်တွင်က စင်ကူမတရားတပိတ်ကျင်တဲ့မိုးကုတ်မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပြီးတကြံကာလတုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားတိုက်ဆုံထိခိုက်မှုတွေရှိခဲ့ပါတယ်။ဒါအပြင်မနေ့ကမနက်ပိုင်းမှာလည်းမိုးကုတ်မြို့အရှိပိုင်းနဲ့အနောက်ပိုင်းဒေသတွေကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့ရမှာပြည်သူ၂ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။စစ်ကောင်စီဟာငလင်ဘေးအကြောင်းပြပြီးယာယီအပြစ်ရမယ်လို့ကြေညာခဲ့ပေမဲ့နေ့စဉ်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုနိုင်ငံတော်မှပြုလုပ်နေတာပါ။ ဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ရဲ့ကြေညာမှုကိုပြည်သူတွေမယုံကြည်ပဲဘုံခိုခြင်းတွေအခိုင်အမာပြုလုပ်ထားဖို့လိုကြောင်းပြင်ဦးလွင်ခရိုင်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကတိုက်တွန်းထားပါရရှင်။